ဒီမှာအန္တရာယ်ကင်းပြီတဲ့အခါမှာအတွင်းအန္တရာယ်ဆိုတာဘာလဲလို့ဆိုရင်မိမိတို့တဏ္ဍမှာဖြစ်တတ်တဲ့လောဘတွေဒေါသတွေမောဟတွေစိတ်ထဲမှာဖြစ်တဲ့လောဘဒေါသမောဟမာမာနအိဒါမစ္စရိယဆိုတဲ့ဒီအကုသိုလ်အန္တရာယ်တွေကလည်းပဲအဝိဓမ္မကြောက်เสียကောင်းတယ်ပြင်ပကလာတဲ့အစိတ်ရှိတဲ့တတ္တဝါကြိုက်လို့သိရရင်တကွာပဲသိရမယ်အေးလောဘဆိုတဲ့ အစိတ်ဒေါသဆိုတဲ့အစိတ်မောဟဆိုတဲ့အစိတ်မာမနအိဒ္ဓမစ္စရိယစတဲ့အကုသိုလ်အစိတ်တွေတက်ပြီဆိုလို့ရှိရင်တဘွားတယ်မကဘူးတတန္တရာရောဒုက္ခရောက်နိုင်တယ်ဒေါသအစိတ်တက်လို့ဒီဘဝကအဆုံးသတ်သွားတဲ့ပုဂ္ဂိုလ်တွေဟာဘယ်မှာသွားပြီးတော့ဒုက္ခခံရတယ်လဲဆိုရင်ငရဲမှာသွားပြီးဒုက္ခခံကြရတယ်။တော့မအစိတ်မိလို့ ဒီဘဝကသေဆုံးသွားတဲ့ပုံကိုယ်တွေဟာရေကုန်ရဘယ်မှာသွားပြီးဒုက္ခခံရတော့ဆိုရင်ပြိတ္တာဘဝမှာသွားပြီးဒုက္ခခံကြရတယ်ဘဝအစိတ်တက်ပြီးတော့သေတဲ့ပုံကိုယ်တွေဒီဘဝကနေသေသွားလို့ဘယ်မှာသွားပြီးဒုက္ခခံရလဲဆိုရင်တိရစ္ဆာန်ဘဝရောက်ပြီးဒုက္ခခံကြရတယ်တဲ့ဒါကြောင့်မို့လောဘနဲ့သေရင်ပြိတ္တာဖြစ်တယ်ဒေါသနဲ့သေရင်ငရဲကြတယ်မောဟနဲ့သေရင်တိရစ္ဆာန်ဖြစ်တယ် ။အော်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့အစိတ်ကမှပို့ပြီးတော့ဆိုးွားတယ်ကြောက်စရာပိုကောင်းတယ်လို့ဒီလိုနှလုံးသွင်းမှုလည်းလိုအပ်တယ်ပေါ့။အပြင်အန္တရာယ်ကြီးကင်းဖို့ကြတော့မြတ်စွာဘုရားကမေတ္တာဘာဝနာပွားဖို့နိလညုံပြတယ်။အတွင်းအန္တရာယ်ကြီးကင်းဖို့အတွက်ကြတော့ဘာလို့ရမလဲ။မိမိတဏှာရှိတဲ့လောဘတွေကင်းသွားအောင်ဒေါသတွေကင်းသွားအောင်မောဟတွေကင်းသွားအောင်ဘာလို့ရမလဲလို့ဆိုရင် မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကိုအထောက်ကြရမှာဖြစ်တယ်။အဲ့ဒီမဂ္ဂင်၈ပါးအကျင့်တရားကျင့်ကြံကြိုးကိုအထောက်ခြင်းဖြစ်မိမိတို့တဏ္ဍာမှာရှိတဲ့အတွင်းကအန္တရာယ်တွေကင်းအောင်ဆောင်ရွက်နိုင်ပါတယ်တဲ့